တော်လည်းဗီဒီယိုအားလုံးပဲနင်္ဂလာပါခင်ဗျာခေပြောင်းကြည့်ခေါင်းကြီးလို့ပြောတဲ့လူကအကျံဖတ်အတက်ကြီးလို့နေတလက်ပြီးကြီးလာတာမဟုတ်ဘူးဆိုရင်ခင်ဗျာဘာဖြစ်လို့အတက်ကြီးလာတာလဲဟုတ်ကဲ့ဖြစ်ပြီးပါလားဗျာတို့ကနိုင်ငံကိုကဲ့တင်နေဘူးနိုင်ငံကိုစုပြတ်တတ်တော့တတ်တတ်မဲ့လိုက်လို့ဒီရင်းရှိတဲ့သူတွေကြတော့ထောင်ထဲမှာထည့်ထားကြတယ် မဲမင်္ဂလာပါရွှေဖမ်မလီမှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပတ်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းမာကြလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူခွန်အားဖြစ်စေမယ့်ရုပ်တန်လေးနဲ့တော်လန်ဒီတို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကတော့ရန်ကုန်တရေ9139နဲ့တခွဲနှစ်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်များဖြစ်ပါတယ်ကျွန်တော်တို့ရဲဘော်တွေကိုအလူရှင်ကိုတန်းစော်အိမ်မှာစေနာမြစ်တာပြေးထားပြီးဒုရန်ပေးတော့တသိန်း9000တတိအားလက်ခံရရှိပါတယ်ခင်ဗျာအခုလိုပါဝင်ကူညီဒုရန်ပေးတဲ့အတွက် ကျေးဇူးထိုးပင်တရှိပါတယ်အကုန်နဲ့ဒီသားစုရဲ့အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ရောက်ရှိရကောင်းသောမိသားစုဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပန်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာလုံးဝအကြည်စည်လေးတွေနော်တဦးကမေတ္တာတဦးကစေတနာတဲ့ပြည်သူချစ်ရင်ဘာမဆိုဖြစ်တယ်ပြည်သူချစ်ရင်ဘယ်တော့မှထမင်းမငတ်ဘူးပြည်သူပါဝင်နဲ့ပွဲမှုဘယ်တော့မှရှုံးစရာအကြောင်းလဲမရှိဘူးနိုင်ငံတော်ကာကွယ်ရေးဦးကြီးချုပ်โอเคဘ ෝජ ုံမူကြီးမေအောင်လာ တီတီတူတီတီတူတမဘာရီလဲဗျာမသိဘူးတအားများတယ်နိုင်ငံတော်ဘာကောင်းကျိုးမှပေးမထားပဲနဲ့ဘွဲဘွဲခုံကြီးများနေရဲ့တီတီတူတမအာတုပခင်ဗျာတိအောင်ကျွန်တော်ပြောချင်တာယူကောက်ဘူးအတင်းမဲမပေးခိုင်းပါနဲ့ဗျာအတင်းချက်ကြီးမလုပ်ပါနဲ့ဥမဲပေးအောင်လဲစဉ်းစားကြည့်ပေးရမယ့်ပါတီကိုကျွန်တော်ပြန်ကြည့်ကြမယ်မြောက်ပြည်ခိုင်ယူပါတီလာစီအာနာရှင်စီအုပ်စုအကျိုးကြိုက်ထားတဲ့ပါတီနော် ပြီးတော့လုံးတော်တတ်ခိုင်သူပါတီကထုတ်ထားတဲ့စီကံချက်၄ချက်တောင် तू ကမပြောနိုင်ဟုတ်လား၄ချက်တောင် तू မမမိပြီးစီရလားပြီးတော့လုံးဆိုတာခင်တော့ခုဘူပါဘူဝီရှန်ကဲစင်ကကြီးဒီယောက်ျားနဲ့မိန်းမနဲ့လိန်ဆက်ဆန်တဲ့ကိစ္စတွေကိုအရသာရှိရှိနော်မင်းရှိပြောနေတဲ့သူတွေ စဉ်းစားကြည့်ပါပါတီမှာဟုပါတီတွေထောင်ရပြီးအခုရွေးကောက်ပွဲတွေဝင်ပြိုင်ကြတဲ့သူတွေအရင်ရှင်းနေတယ်ပြန်ကြည့်ကြပါအောင်အဲ့လူလူတွေတဲ့ကိုကျွန်တော်တို့တိုင်းပြည်ကျွန်တော်နိုင်ငံကိုထိုးထည့်ရမယ်ဆိုတော့ဗျာကျွန်တော်တို့တွေကဘယ်လိုတော့အယူတွေမှမဟုတ်ပဲဗျာဒါပဲလေဟုတ်တယ်နော်စိတ်ပြေဖို့ဘယ်တော့ကောင်းလဲခေါင်းဆောင်တွေခေါင်းဆောင်တွေလိုက်လုံနေကြရအခုကိုယ်စလေလောင်းနေအမတ်လောင်းနေလိုက်ကြည့်လိုက်ဘာကြီးရှင်းဘာစောက်ရှင်းရှိလို့တော့ တရားမှတရားဝင်တယ်ကျွန်တော်တို့ဒီအပြည်သူတွေကိုမဲဆုပ်ပေးခိုင်းတယ်အတင်းအဓမ္မတွေမြန်မာကနိုင်ငံကိုကဲတင်နေတာကိုနိုင်ငံကိုစုပ်ပြတ်တက်သွားအောင်တတ်တမဲ့လိုက်လုပ်နေတယ်အရင်ချင်းရှိတဲ့သူတွေကြတော့ထောင်ထဲမှာထည့်ထားကြတယ်အချင်းရှာရှာတာကြတယ်တတိရှင်လှုပ်ပေးလိုက်လေလှုပ်ပေးလိုက်အမေတော်စန်းစီအားလုံးလှုပ်ပေးလိုက်ပြန်ရခင်ဗျာပြန်ပြန်ပြန်ရလားတတိရှိလားအများတို့ကအခုအကြက်မပြည့်တဲ့ကောင်းတွေအကုန်စုပြီးတော့ ဗျူကဝတရကျင်းပါတယ်ရမလားဗျခင်ဗျ88မဟုတ်တော့ဘူးဝက်လူငယ်ရင်းကြီးပဲအားလုံးကအကုန်အုံနောက်ညာရှိတယ်အကုန်အသိရှိတယ်ဒီလားခင်ဗျနယ်လပိန်းလုံးဟာတွေကိုခင်ဗျတို့အမေဟိုဗီဒီယိုတစ်ဖက်ရိုက်ပြီးတော့ဂျင်းလာထည့်လို့မရဘူးရှင်းတယ်နော်ခင်ဗျတို့စံပေးလို့စီပေးလို့သူတို့ယူလို့ခဏပဲသူတို့လည်းသိတယ်ဘယ်ပါတီကိုမဲပေးရမလဲဘ누구တင်ပြောင်းရမလဲဒီနိုင်ငံကိုဘ누구လက်ထက်ထည့်ရမလဲဆိုတော့သူတို့သိတယ် သူတင်းမလုပ်ပါနဲ့เนาะနိုင်ငံတော်ကာကွယ်ရေးကာကွယ်ဦးစီးချုပ်ဘူချုပ်ဦးကြီးမင်းအွန်လိုင်းတူတီတတမကိုမေကိုလိုเนาะတိပါသေးเนาะအိုမေလိုဇော်မဲလုံးလည်းတိပါသေးလို့အိုကေညီကိုရင်ပတ်ထဲမှာရှိနေတာပြောချင်တာတွေကလုံးဝအကွက်တိပဲအဲ့တော့ပြည်သူအလုံးဖီတက်ဖို့ BB ချန်ကိုမဲပေးစို့ပြည်တော်စုစံခိုင်နေတဲ့ဝင်ကြွေးပါတီဥက္ကရာပြည့် တာဝန်ယူထားသောရွေးကောက်ပွဲဝင်မိဥက္ကဉ္စဥက္ကဉ္စပြောစကားလေးတွေကလိုင်းပေါ်မှာတကယ်အနိုင်ရတော့မယ့်ပါတီတယောက်ရဲ့ဥက္ကရနဲ့မတူဘဲနဲ့ခမပြောနေတဲ့ဟာကတကယ်သဘောလေးလွယ်နိုင်လို့မှာအဲ့ဒါပါလဲဆိုတာဒီဖေကောက်ပွဲမှာ တမရုံနဲ့ဇောချင်းကရင်ကျင်းအပ်ပြီးမနေတဲ့ပါတီဟာဒီနေ့ရွေးပြီးမနေ့ကပြုတ်မယ်ဆိုတဲ့စကားကိုခင်ဗျာပါတီရဲ့ဥက္ကရာတယောက်နေနဲ့ပြောထွက်တာဟုတ်အောင်မီလို့ပါ။ဒါဖြစ်လို့လဲဆိုတမရော်ဆိုတာကကျွန်တော်တို့ဒီသူဝန်ထမ်းအခွဲစီဖြစ်ပါဒီသူဝန်ထမ်းအခွဲအစီဟာ လာဇာစာအဖွဲ့စည်းဖြစ်ပါအစိုးရကလာဇာစာအဖွဲ့စည်းကိုစီမံရမှာလားလာဇာစာအဖွဲ့စည်းကအစိုးရကိုစီမံရမှာလားဆိုတာမသိဖြစ်နေတယ်နောက်တစ်ခုကကျွန်တော်တို့တိုင်းပြည်မှာဘဝဘိပတ်ဝင်ခြင်းအဘဝဘိပတ်ဝင်ခြင်းနေရဲ့အန်ဒရယ်ဒီညားတာတဲ့အကျံဖတ်တည်ရဲ့အန်ဒရယ်နဲ့ညားနေတယ်လို့ပြောဟုတ်ကဲ့ အကျံဖက်ဆိုတာဘယ်လိုလူမျိုးကိုခေါ်တာလဲကျွန်တော်တိထားလာတော့ပင်ရဲတဲ့កောင်ထွက်ခဲဆိုတဲ့လူကအကျံဖက်ပဲခေပြောင်းခြင်းကောင်းပြေလို့ပြောတဲ့လူကအကျံဖက်ပဲဒီစကားကိုဘယ်သူကပြောခဲ့တာလဲဒါစဉ်းစားဖို့လိုပါတယ်တကယ်တော့ဥက္ကဋ္ဌရေကိုဟာပါတီကြီးတစ်ခုလုံးရဲ့အဲတကောင်နဲ့ပြေးမဲ့မြင်းမှာခင်ဗျားတို့ကနော်တကောင်နဲ့ပြေးမဲ့မြင်းက မနိုင်ပါဘူးမနေပါနဲ့နိုင်ပါပါအအကယ်၍ခမရအနေနဲ့တမတော်ကသာထောက်ခံမှုမရှိတဲ့အဖွဲ့အစည်းဆိုရင်ဒဲရီပါတီဟာကျောင်းချင်းကရင်ကျင်းအတမတော်နဲ့မရှိဘူးဆိုရင်ဒီနေရွေးမနောက်မှာပြုတ်မယ်အဲ့ဒါကပြောနေတာလေဗျာခမရတို့မနိုင်ရင်တမတော်စိတ်တိုင်းကြမဖြစ်ရင်ဘယ်ရွေးကောက်ွယ်လုံလို့အာနာပြန်သိမ့်မယ်လို့သာပြောလိုက်တာ ဒါခေဆက်ဆက်တမိုင်းဆက်ဆက်ဒါလူရိုးလှုပ်စင်နေပါပဲဒါပေမဲ့ခင်ဗျားတို့ခင်ဗျားပြောထားခဲ့တဲ့စကားရှိသေးတယ်ကျွန်တော်တို့ဟာဒီရကြီးခိုင်မျိုးပါတီဟာအနိုင်ရခဲ့မယ်ဆိုရင်တမ်မတော်ရဲ့ဘူဝါဒလမ်းစဉ်နဲ့ပဲကျွန်တော်တို့ကသွားမှာပါလို့ပြောတယ်ခဏိတမ်မတော်ဟာတည်သူကာကွယ်ရေးတမ်မတော်လားအနာရှင်ကိုကာကွယ်နေတဲ့တမ်မတော်လားဤသူတွေကဤသူကာကွယ်ရေးတမ်မတော်ကိုလိုအပ်နေပါတယ် အနာရှင်တက်မလို့ပြည်သူတွေမကြိုက်ကြဘူးအဲ့တော့ခင်ဗျားဘာနေတဲ့တူလဲဆိုရင်ခင်ဗျားတို့ကိုမဲပေးမဲ့လူတွေကိုကျွန်တော်ပြောချင်တာကနော်ကျွန်တော်ခင်ဗျားတို့ကိုမဲပေးမဲ့လူတွေကိုကျွန်တော်ဒီနေရာမှာပြောချင်တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဈာတိကိုခင်ဗျားတို့အသက်သွေးနေတယ်လို့ဖြစ်ပါလိမ့်မယ်စင်စင်ဆာဆာနဲ့ဘယ်လိုဟုတ်လုံရမလဲဆိုတော့ပြည်သူတွေနဲ့စဉ်းစားဖို့ကောင်းပါတယ်ဈာတိကိုအသက်သွေးနေဆိုရင်အဲ စကားလေးနဲ့ဥပမာအရပြောရမယ်ဆိုရင်ဥပမာတစ်ခုကျွန်တော်ပြောချင်တယ်အဲ့ဒါပါလို့အရင်တော့ကအကြာကြာဥပုတ်မဆောင်ဘူးဆိုရယ်ပုံမြင်လေးတစ်ပုတ်ရှိတယ်အဲ့ပုံမြင်လေးကိုနားထောင်ကြည့်မယ်ဆိုရင်ခင်ဗျားနဲ့တမတော်နဲ့ပြည်တော်စုချက်နိုင်ပြီပြည်တော်စုချက်နိုင်တဲ့တမတော်ကအဲ့ပုံမြင်နဲ့ပါတူတယ်အဲ့ဒါပါလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကြာကြီးဟာအသားငါးတွေကိုစားပြီးကြီးပြင်းလာခဲ့တဲ့တနေ့အတက်ရွယ်လေးလည်းကြီးလာရောကြာလာအဖြစ်ဖြစ်နဲ့ခြေထောက်တောင်မထောက်နိုင်တော့ဘူးနဲ့ ခွေခောက်နေရတယ်။အဲ့ဒီမှာလည်းပဲနောက်ဆုံးသူများရဲ့အသားကိုစားဖို့အင်းအမရှိတဲ့ခါကျတော့ဂျာကအေးငါလည်းအတက်ရဲ့ကြီးပြီ။ဥပုပ်ဆောင်အောင်မပါပဲလေဆိုပြီးတော့သူကခွေမိခွေကခွေနေခဲ့တယ်။ဒါပေမဲ့အသူရှိမှအင်မတန်မှနုပြိုလန်းစံပြီးခွင်ပြူလာတဲ့တားတမင်တမင်ကလေးတစ်ကောင်တမင်မလေးတစ်ကောင်သူရှိမှဖြတ်နေတာလဲမြင်ရော။အဲ့ဒီဥပုပ်ဆောင်မှဆိုရဲဆိုရဲကြားကြီးရ။အော်ဒီလောက်နုပြို ီးတော့ဝါကင်နေတယ်တမင်မာလေးကိုငါစားလိုက်ရရင်ဘယ်တော့ကောင်းမလဲလို့သူတွေးလိုက်တယ်အဲ့ဒီတွေးလိုက်တဲ့တွေးပြီးတဲ့အခါမှာတမင်မာလေးသူ့နားကိုရစ်တီရစ်တီနဲ့လဲလာရောဒါတော့အိုနေတဲ့အသားစားကြားကြီးကသူတခါလဲရှိသည်မအင်အားကိုစုပ်ပြီးတခါလဲတမင်မျိုးလေးကိုအုပ်စည်းလိုက်တဲ့အချိန်မှာအဲ့ဒီတမင်မျိုးကလေးကနုပြုတ်ပြီးငေရွယ်နေကြသူရဲ့ဘန်းအုပ်လိုက်တဲ့အင်အားကိုရှောင်ထွက်နိုင်လိုက်တဲ့အတွက် ကြာကြီးကတမင်လေးကိုမစားစားလို့မရခဲ့ဘူးပေါ့ဗျာအဲ့ဒီမှာလေကြာကြီးပြောလိုက်တဲ့စားအော်တော်ပါသေးရဲ့ငါသာတမင်ညုံလေးကိုစားမိရင်ငါဥပုပ်ကျိုးတော့မလို့ခမားနဲ့အတူအနေတက်မတော်အခွဲစီးဒါပုပ်ကိုလေးဟာလေဒီကြာဥပုပ်စောင်းတော့ကြာဥပုပ်စောင်းရမယ်ကိစ္စရဲ့ကြာဥပုပ်ကျိုးတော့မလို့ဆိုတဲ့စကားနဲ့ညီတဲ့အခွဲစီးမျိုး ဖြစ်နေပါလေအဲ့ဒါတော့မလို့ခမရအနေနဲ့တကယ်ဒိုင်းမီကိုကောင်းကျိုးပြုကျင်နေဆိုလို့ရှိရင်တကယ်နိုင်ငံတော်ကိုတည်ဆောက်နိုင်တဲ့ခေါင်းဆောင်ကောင်းတယောက်ဖြစ်အောင်အသက်ကြီးလို့နေတလက်ပြီးကြီးလာတာမဟုတ်ဘူးဆိုရင်ခမရဘာဖြစ်လို့အသက်ကြီးလာတာလဲလို့ခမရကိုကျွန်တော်မေးချင်တယ်ဥက္ကိဖြစ်ပေးပါလားကဲဦးလေး ကျေးဇူးအထူးတင်တယ်ပြောသွားတာဒီကလုံးဝကိုเนาะပြည့်ရစရာစကားတလုံးမှမပေါဖောက်ခွေးပါတီခမားတို့ဒီဦးလေးရဲ့ဗီဒီယိုရုပ်တံလေးမြင်ပြီးခမားတို့လက်ပြလုံပါစေခမားတို့စားဝင်အိပ်ပျော် ါစေတိုင်းပြည်ရဲ့ဗန္နာငွေနဲ့လစာတွေယူထားပြီးတော့ပြည်သူလူထုကိုမကာကွယ်ဘဲနဲ့အာဏာရှင်ကိုကာကွယ်နေတဲ့ဒီဖုတ်ခွေးနဲ့ဖုတ်ခွေးတက်ကိုကျွန်တော်တို့တွေဘယ်လိုလုပ်ရမှာလဲတိုင်းပြည်မှာအာဏာယူဆိုတဲ့လူတစုကြောင့်ကျွန်တော်တို့ပြည်သူတွေလည်းဆုံရှုံခဲ့ရတာတွေများနေပါပြီဗျဟုတ်ကဲ့ပညာရှိတဲ့ဦးလေးကြီးနောက်လဲစက်တက် စော်ပေးပါဗျအားပေးနေမယ်ဟုတ်ကဲ့ဗျဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့စားဝင်အိပ်ပျော်ခွေးသေးသတင်းလေးတွေနဲ့လိုတိုရှင်းသတင်းထူးလေးတွေကိုဖတ်ပြရမယ့်အချိန်ရောက်ရှိလို့လာပါပြီမြန်မာနိုင်ငံတော်ဝန်အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ဖွဲ့ဝင်60နဲ့4កောင်ကတော့ကျွန်တော်ညီနောင်တွေရဲ့လက်ချက်မှာနေရာမှာနေပွဲချင်းပြီးမြေဩစာဖြစ်သွားကြောင်းကြားသိရတယ်ဗျ60နဲ့4កောင်ဆိုတဲ့အင်အားကြီးများတောင်းပြောလာပြောရင်ပြောတယ်လို့မှန်တယ် မန္တလေးတိုင်းတောင်သာမြို့နယ်အတွင်းရှိကျေးရွာများကိုဆက်တက်မိရှို့နေသောအကျန်းဖက်ဆက်ခွေးတက်ဆက်ချောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာဆက်ခွေးအကောင်90ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ကြောင်းမြင်းကြံခရိုင်တိုက်ရင်အမှတ်သုံးမှာတာဝန်ရှိသူတဦးကနေပြီးတော့ဒါထပ်မံထုတ်ပြန်ထားပြန်လေဗျအကောင်90ဆိုတဲ့အင်အားကျင်းတဲ့ပျော်တယ်ဘာကြောင့်ပျော်ရလဲဆိုတာနောက်သတင်းတစ်ပုဒ်ကိုထပ်ဖတ်ပြအောင်မယ် ရခိုင်ပြည်နယ်မြောင်းဦးမြို့နယ်အတွင်ပြည်သူများဆေးကုသမှုခံယူနေသောမြောင်းဦးဆေးရုံကြီးကိုစစ်ခွေးတပ်ကပေါင်900ဘုံနှလုံးနဲ့ဘုံကျဲခဲ့ရာလူ30ဦးနီးပါးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်းရခိုင်ဒေသတွင်လူမှုရေးဆောင်ရွက်နေသောစာရေးဆရာဝေဟင်အောင်ကနေပြီးခက်သက်မီဒီယာကိုသတင်းပေးပို့ထားတာပေါ့ဗျာအရာရာစိတ်ဒုက္ခရောက်နေတဲ့နေရာမှာဘုံကျဲတာဘယ်မှာလဲလူခွင့်ဘယ်မှာလဲနိုင်ငံတကာဥပဒေဘယ်နိုင်ငံရအောင်စောက်ယူဆိုင်မှာလဲကျွန်တော်တို့ နိုင်ငံတကာဥပဒေတွေလူသားချင်းစာနာမှုတွေမလိုခြင်းမကြားခြင်းဘယ်တော့မှလည်းမတွေ့ကျင်တော့အဲ့တော့ပြောချင်တာကကိုလူမျိုးကိုတိုင်းရင်းသားချင်းချင်းဒီလောက်ထိမိုင်ရန်ရုံနာရုံမာနေတဲ့ဆက်ခွေးတက်ကိုကျွန်တော်တို့မရရတဲ့နီးနဲ့တယောက်တစ်လက်အားနဲ့ဝိုင်းဝန်းပါဝင်တိုက်ခိုက်မှဒီခွေးယူအာနာရှင်စနစ်ကပြုတ်ကျမှာဖြစ်တဲ့အတွက်ကိုတာဝန်လေးကိုကြေကြပါလို့တောင်းဆိုရင်းနဲ့ဂျေဇုတင်တယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်ဓမ္မဘက်တော်သား တယောက်ချင်းဒေါ်လာ၄၄ပါလို့ဆူတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့